ဗုဒ္ဓဖူးသားသမီးတွေအတွက်ဒီတစ်ပတ်အတွင်းမှာတော့မိမိရဲ့လုပ်ကြီးကံကြီးစကားပြောဆိုလိမ္မာပတ်နှက်မှုများကြောင့်အများဤထင်ကြီးလေးစားမှုခံရတတ်ပါတယ်မိမိရဲ့ဒီတစ်နှစ်လုံးမှာဗုဒ္ဓဖူးဟာငနေညံ့တဲ့နေရာမှာရောက်နေပြီမြဲဒီတစ်ပတ်အတွင်းမှာတော့ဗုဒ္ဓသားသမီးတွေကိုလှုပ်ချင်တာလေးတွေကိုလှုပ်ပိုင်ခွင့်ရနိုင်တဲ့ကာလဖြစ်ပါတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shoppingapp mercury မှာဘာပဲလုပ်လို့ရနိုင်ပြီနော်သိပုံနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner အလုပ်တွေရှောက်မယ်ဆိုရင်ဒီတစ်ပတ်တည်းမှာရှောက်ပါ ပြောင်းပါပြောပါဆိုပါအလုပ်တစ်ခုတည်းမှာနေရာပြောင်းတာမျိုးပြောင်းရွှေ့ခိုင်းရင်လည်းမငင်းလိုက်ပါနဲ့ရှင်လက်ခံလိုက်ပါဒီနှစ်ထက်ကအပြောင်းလဲဒီနှစ်က ဒီတစ်ပတ်တွင်းရအပြောင်းအလဲလှုပ်လို့ကောင်းတဲ့အချိန်ကာလဖြစ်ပါတယ်ဆက်သွယ်ရေးလုပ်ငန်းများရေလန်းကုန်သွယ်မှုလုပ်ငန်းများ၌ယင်းဤမြုပ်နှံမှုဒုက္ခပါကအင်္ဂါသားသမီးတွေကောင်းကျိုးချမ်းသာရရှိနိုင်ပါတယ်အချိန်ကံကောင်းတဲ့ကာလဖြစ်ပါတယ်မမျော်လင့်တဲ့လူကိုမမျော်လင့်ထားတဲ့သူဒီကပြန်လဲချစ်ခွန်းနေဆိုခြင်းခံရပါလိမ့်မယ် ကျမ်းမာရေးနေဖြင့်ဦးခေါင်းနဲ့ပတ်သက်တဲ့ဝေဒနာနည်းနည်းခံအပ်တဲ့ဂူဆိုင်လိုက်ပါဗုဒ္ဓဟူသားသမီးတွေထဲမှာပိုင်းဆိုတဲ့နာမည်ပါခဲ့ရင်ဒီတစ်ပတ်တွင်းမှာဦးခေါင်းမှာထိခိုက်ဒဏ်ရာရတတ်တယ်အထူးဂူဆိုင်လိုက်ပါအထူးသဖြင့်ကလေးငယ်များကိုရေနဲ့နှီးတဲ့နေရာတွေမှာကစားခြင်းတွားရောက်ခြင်းလူလာပိုင်းတွေပါဂူဆိုင်တဲ့ကာလဖြစ်ပါတယ်တန်ကောင်းတဲ့နမတ်ကတော့ ကိုးကနာခုနှစ်ကနာငါးကနာနေဖြစ်ပါတယ်ရှင်ကံကောင်းတဲ့အယောင်လေးရတော့ဒီတပတ်တွင်းမှာပုထုသားသမီးတွေအတွက်အဖြူရောင်ငွေရောင်လေးတွေကိုသုံးမယ်ဆိုရင်သိကောင်းပါလေမင်္ဂလာတတို့သားတတို့သမီးပါဗုဒ္ဓဖူးသားသမီးများပါခဲ့ရင်ဝိဆုံရွေးချယ်မယ်ဆိုရင်ငွေရောင်လေးတွေအယောင်နှုတ်နှုတ်လေးသုံးဆောင်မယ်ဆိုကို့မင်္ဂလာပွဲရာစီကားတိုက်မြိုက်ပြီး လက်ဆောင်ပစ္စည်းတွေအများကြီးရတတ်တဲ့ကာလဖြစ်ပါတယ်ရှင်။ဒါကြောင့်လဲမိမိကံကိုကံကောင်းအောင်မိမိနေရဖျားမှာစတုမတူလေးကိုဖျားမှာဆွန်းတော်ကလှူဒန်းပေးပါရှင်။ကျမ်းမာခြင်းတွေချမ်းသာခြင်းတွေနဲ့ရရှိသွားနိုင်ပါတယ်။ထို့အတူပဲဇာတာပရိသတ်သမီးတွေဖို့ဒီတစ်ပတ်အတွင်းမှာမိမိရဲ့လုပ်ငန်းတစ်ဖြစ်စေ စက်တူလုံငားများဖြစ်စေကမ်းလှမ်းလိုက်ပြုလုပ်နိုင်တဲ့ကာလဖြစ်ပါတယ်ပြည်ပနိုင်ငံခြားတော်ရန်ကြံစီထားသူများတင်နန်းတက်ချင်းဗီဇာလျှောက်ချင်းမျိုးစတင်ပြုလုပ်နိုင်တဲ့ကာလဖြစ်ပါတယ်ပညာရေးနေဖြင့်ငဲနေလေးညံ့နေတာကြောင့်ဝရီယာဆိုင်ပြီးစူးစမ်းအထောက်အမှုပြုမှတ်တာဂျာဗရီသားသမီးတွေအောင်မြင်မှုရရှိနိုင်ပါတယ်။ အခြေအကိစ္စနဲ့ပတ်သက်ပြီးရှင်ပြိုင်မှုတွေရှိနေတတ်ပါတယ်။တစ်ဖက်ကအာတာနေတတ်ပါတယ်ရှင်။နည်းနည်းကျူးဆက်လိုက်ပါ။ကျမ်းမာရဲ့အနေဖြင့်တွားကြိုက်ခြင်းတွားနာခြင်းတွေမိခလိတွေဖို့တွေးသားနဲ့ပတ်သက်တဲ့ဝေဒနာတွေတွေးလုံးလေလုံးတွေခွဲစိတ်တာမျိုးကြုံရတတ်တယ်။အထူးကျူးဆက်ပြီးဆရာဝန်တွေနောဆရာမရိနာမည်လေးကိုရေးချယ်ခြင်းရက်ကောင်းရက်သားယူ ထည့်ခြင်းမှမိမိရဲ့ကျမ်းမာရေးကိုပြုပြင်သင့်ပါတယ်ရှင်။ကံကောင်းတဲ့နံပါတ်၄ကတော့6ကဏ္ဍ9ကဏ္ဍ၄ကဏ္ဍဖြစ်ပါတယ်။ကံကောင်းတဲ့အယောင်၄ကတော့အပြာရင့်အောင်လေးဖြစ်ပါတယ်။ကံကောင်းတဲ့ကံကောင်းသွားအောင်မိမိနေရဖျားမှာပဲရွှေပန်းလေးတွေကိုလင်မန်းလေးတွေထည့်ပြီးပန်းခင်းတို့လိုပဲလှူဒန်းပူစော်လိုက်ပါ ကျော်သာဘီသာသမီးတွေဒီတပတ်တွင်းမှာကိုမျောမှန်းထားတဲ့ငွေတွေရရှိရှိတဲ့ငွေတွေပြန်ဝင်လာမှာ ဖြစ်ပါတယ်ရှင်။တောက်ကြသာသမီးတွေပို့ဒီတပတ်တွင်းမှာတော့ကိုယ့်ရဲ့အလုတ်ကိုင်းတိုးတက်လာခြင်းတိုးတက်ဖို့လမ်းစာတွေပေါ်လာခြင်းမျိုးကြုံရတတ်တယ်။ငွေတွေကလည်းပြီးခဲ့တဲ့အပတ်ပတ်တည်တဲ့ပိုးပြီးဝင်ငွေတိုးလာတာမျိုးကြုံရတတ်တယ်။ တစုံတယောက်ကကန့်လှမ်းပြီးအဲ့ဒီသူနဲ့ဆက်တူလုပ်တဲ့လုပ်ငန်းတွေလည်းအောင်မြင်မှုရရှိတတ်ပါတယ်။မြေနဲ့ပတ်သက်ပြီးရင်တော့နည်းနည်းကူးဆက်လိုက်ပါ။ကိုကိုတိုင်လည်းသူများကိုညှို့မပြပါနဲ့။ကိုကိုတိုင်လည်းအားဆိုင်ပြီးရောင်းဝယ်တာမျိုးမလုပ်ပါနဲ့။အမားချင်းတွေ့နိုင်တဲ့ကာလဖြစ်ပါတယ်။ထို့တူပဲသူတပားကိုငွေချေးချင်း အာမခံခြင်းမျိုးမလုပ်ပါနဲ့။ကိုကစိုက်ယုံနေရတတ်ပါတယ်ရှင်။ ဆွေမျိုးညီကိုမောင်နှမများနဲ့စကားချစ်တင်ပြောရတဲ့ကာလဖြစ်ပါတယ်။ကိုကမှားနေတာပါ။မှားနေတော့ချစ်တင်ဆက်ပြီးဒီတစ်ပတ်အတွင်းမှာတော့ဘာမှမငင်းခုန်လိုက်ပါနဲ့ရှင်။ကိုကစိတ်လျှော့ပြီးနည်းနည်းလေးအချိန်ကိုဆောက်လိုက်ပါ။ထို့အတူပဲတင်နန်းတက်မဲ့ပြပသွားဖို့ကြံရွယ်ထားတဲ့လူတွေကိုတက်ချင်တဲ့တင်နန်းကိုတက်ခွင့်မရခြင်း ကိုကန်းလှမ်းတဲ့အလုတ်ကြီးစွာကလည်းဒီတဲ့ဘာတွင်းမှာတော့နှောင့်နှေးခြင်းမျိုးကြုံတွေ့ရတတ်ပါတယ်အချစ်ရေးဗျာများနေမဲ့ကာလဖြစ်ပါတယ်အိမ်တော်တွေဖို့မိမိအိမ်တော်ဘက်ကကျမ်းမာရေးကြောင့်စိတ်ပူပင်နေရမဲ့ကာလဖြစ်ပါတယ်ရှင်ထို့ကြောင့်လည်းယခုနှစ်တွင်ကံကောင်းတဲ့ကံကောင်းသွားအောင် မိမိရဲ့မိခင်သို့မဟုတ်ဖခင်ကိုသူတို့အတွက်လိုအပ်တဲ့စေဝါဓာတ်စာလေးလှူဒါန်းလိုက်ပါရှင်။အညာနေအားလုံးပျောက်သွားတဲ့ဖြင့်ကံကောင်းခြင်းတွေပါပို့ပြီးပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ကံကောင်းတဲ့နှမလေးကတော့ခုနှစ်ကဏ္ဍကိုးကဏ္ဍမြဲဖြစ်ပါတယ်။ကံကောင်းတဲ့အယောင်လေးကတော့ခရမ်းအယောင်လေးဖြစ်ပါတယ်ရှင်။စနေသားသမီးတွေဖို့ဒီတပတ်တွင်းကတော့ ခက်ခက်ခဲခဲဖြေရှင်းရမယ့်ကိစ္စများကုညီသူကိမေရာပြေဆုံးနေတာကြောင့်ဒါမှမဟုတ်ခက်ခက်ခဲခဲဖြေရှင်းရမယ့်ကိစ္စများကုညီမှုကိမေပြီးအရာရာကိုတိုင်ကိုကြပြုလို့မှအောင်မြင်နိုင်မယ့်ကာလဖြစ်ပါတယ်ပြိပခီဝေးတော်ကြံရွယ်ထားသူများကိုလုတ်ထင်မှတ်ထားတဲ့တက်ကက်တွင်အချိန်ကာလတွင် ထွက်ခွင့်ပြရတိုင်းမျိုးကြုံရတတ်ပါတယ်အလုပ်ကိစ္စတစ်ခုတည်းကိုကသွားရောက်ပြီးပြည်တွင်းမှာအလုံယုံဆက်ယုံထောက်မဲ့လူတွေဒီတပတ်တည်းမှာလုံးလုံးမဖြစ်သေးပါဘူးရှင်ဒီတပတ်ဒီတလကိုတော့နင်းငယ်ကူးဆိုင်လိုက်ပါပြိုရသူတွေဖို့ချစ်သူနှစ်ယောက်ချားမှာဗျာများနေရမယ့်ကာလဖြစ်ပါတယ်ရှင်အိမ်တော်တွေမှုအိမ်တော်ဘက်ရဲ့အလုပ်အောင်မြင်ခြင်း အလုံးနဲ့ပတ်သက်တဲ့ကြီးပွားတိုးတက်ခြင်းတွေကြုံတွေ့ရတာကြောင့်စိတ်ကပျော်ရွှင်နေရမယ့်ကာလဖြစ်ပါလေ။တားရီသမီးတွေနဲ့တိုက်တိုက်ဝင်းဝင်းပျော်ပျော်ရွှင်ရွှင်ခီးသွားမယ့်ကာလလည်းဖြစ်ပါလေရှင်။ဒါကြောင့်လဲကောင်းတဲ့ကောင်းသောအောင်စနေသားသမီးတွေမိမိနေရဖျားမှာမြတ်စွာဘုရားကိုယေရှုပြီး အုံပန်းလေးတွေရေ အုံထမင်းလေးတွေရေမုံလုံးရေပေါ်လေးတွေကိုတတ်နိုင်သလောက်လှူဒန်းပေးမယ်ဆိုရင်ဒီတပတ်တွင်းဟာစနေသားသမီးတွေအတွက်ရွှေထီးဆောင်ရမယ့်အချိန်ကာလဖြစ်ပါရဲ့ရှင်။ဒါအပြင် ခလေးမိဖွားတဲ့ခလေးတွေများမိခင်တွေများတွေ့ခဲ့ရင်သူ့ကိုအဖြူရောင်ရှိတဲ့ပစ္စည်းလေးတစ်ခုလက်ဆောင်သွားပေးလိုက်ပါ။အတ္တိယအပြံပါခြေဝင်ထိုးလိုက်ပါရှင်။ ခြီစုကြီးတွေပေါက်တတ်တဲ့ကာလဖြစ်ပါတယ်။အာလုံးအာလုံးခုနှစ်သားသမီးတွေအာလုံးစိတ်ဤချမ်းသာခြင်း ကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးယခုအချိန်ယခုကာလမှအဆ၍ပျော်ရွှင်ခြင်းကျမ်းမာခြင်းချမ်းသာခြင်းနေနဲ့ပြည့်စုံပြီးမိမိရဲ့ရင်ထဲရဲ့ဆန္ဒတွေပြေဝကြပါစေလို့အားလုံးကိုစားဒေါက်တာဆောယူနေတဲ့သူတပည့်များ မာဂျူရီဖွဲ့များက ဆူတောင်းမြတ်တာပို့တက်လိုက်ပါရဲ့ရှင်အားလုံးပဲအေးချမ်းကြပါစေ